ားလုံးပဲမင်္ဂလာပါ။ The One Sport Battery အားလုံးပဲမင်္ဂလာပါ။မင်္ဂလာနှစ်သစ်ကိုပိုင်ဆိုင်နိုင်ပါစေလို့ဥစွာပရမအူဆုံးနှုတ်ခွန်းဆက်တာပါလေ။ပြီးတော့ဘေးပြန်ဝေးကွာကြပါစေလို့လည်းဆုတောင်းမြတ်တာပို့တာပါလေ။ဒီကနေ့မှမှာပဲ One Win ဘ ഹു ပြုတ်ပြီးတော့ One Win မေဒီလာမန္တလေးတိ9.5ပြင်အားရှိတဲ့ငလင်ထပ်လို့သွားပြန်ပါပြီ။ဆိုတော့ကျွန်တော်ပြည်သူပြည်သားတွေအားလုံးဘေးပြန်ဝေးကွာကြပါစေလို့ဆုတောင်းမြတ်တာပို့တာပါလေ။ ကျွန်တော်ကျွန်တော်ဒီ YouTube ကနေပြီးတော့ရတဲ့ပတ်စံပဲဖြစ်ဖြစ်ကျွန်တော် Facebook ကနေပြီးတော့ monetization ရတဲ့ပတ်စံပဲဖြစ်ဖြစ်ကျွန်တော်တက်နိုင်တဲ့ဘက်ကနေပြီးတော့ဒီငလင်ဖေးအတွက်လူနေရာလေးလည်းရှိပါတယ်ကျွန်တော်တို့ social media မှာဟိုတင်တာမျိုးပါမျိုးတော့မရှိပါဘူးဒါပေမဲ့ဒီဘက်ကနေပြီးတော့ကျွန်တော်လူနေရာရှိပါတယ်အဓိကကတော့ယုံကြည်စိတ်ချရတဲ့ဒီအဖွဲ့အစည်းတွေရှိပါတယ်တို့တွေကိုလှူဖို့တန်းဖို့အတွက်ကျွန်တော်ဒီကနေပြီးတော့ပဲမြေတားရိုက်ခံပါတယ်ကျွန်တော်ကလည်းတောက်လျှောက်လှူပေးနေပါတယ်ဆိုတော့ဒီရနေပြီးတော့ရတဲ့ပတ်စံပဲဖြစ်ဖြစ် ်ဘယ်နေရာပဲရတဲ့ပတ်စံပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ကိုညီသွားဖို့လဲကျွန်တော်မြင်တာရခင်ပါလေဆိုတော့ကျွန်တော်ဆက်ပြီးတော့လဲလူတန်းသွားအောင်ပါဒီ YouTube ကပဲဖြစ်ဖြစ် Facebook ကရတဲ့ပတ်စံပဲဖြစ်ဖြစ်ကျွန်တော်ဆက်ပြီးလူတန်းသွားအောင်ပါဆိုတော့လူငယ်တွေနေနဲ့လဲကျွန်တော်တို့ဒီ content creator တွေဘက်ကိုကျွန်တော်တို့လှည့်စေခြင်းနဲ့အဲလှည့်ဖို့အတွက်လဲကျွန်တော်တွန်းအားပေးခြင်းနဲ့ဘာလို့လဲဆိုတော့ဆိုတော့ဒါလေးတွေကကျွန်တော်တို့နေရာဒေသမရွေးကျွန်တော်တို့လုံနိုင်တယ်လမ်းရှိရင်တော့ကျွန်တော်တို့လုံနိုင်တယ် တရားရတဲ့ငွေတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့တန်တိုင်းဘက်ကနေပြီးတော့ကျွန်တော်တို့ပြည်သူပြည်သားတွေအတွက်အများကြီးလှူဒန်းပေးနိုင်မယ်လို့ထင်တယ်။ဆိုတော့ Facebook ကအရင်တုန်းကကျွန်တော်တို့ monetization စဖွင့်ကစားစပွင့်ကစားတော့ဆိုလို့ရှိရင်ဒီအများကြီးရတယ်ဗောနော်။ YouTube ကတော့တည်ငြိမ်နေဗျာ Facebook ကတိတ်မတည်ငြိမ်ဘူး။ဒါပေမဲ့အခုနောက်ပိုင်းကျွန်တော် content monetization ပြောင်းသွားပြီးရဲ့နောက်မှာဒီပတ်စံတွေတော့တိတ်ပြီးတော့မပေးတော့ဘူး။ဆိုတော့ YouTube ပဲဖြစ်ဖြစ် Facebook ပဲဖြစ်ဖြစ်ကျွန်တော် content creator ဘက်ကိုအာလူငယ်တွေအနေနဲ့တန်လန်းစေခြင်းနဲ့ ဒါတော့ကျွန်တော်ရဲ့စေနာတစ်ခုဖြစ်ပါတယ်ဆိုတော့မသိတာတွေရှိလို့ရှင်လဲကျွန်တော်မေးလို့ရတယ်ကျွန်တော်တတ်နိုင်သလောက်ကျွန်တော်အဲပြောပြပေးပေါ့နော်ကျွန်တော်တည်တော့ကျွန်တော်တက်တော့ပေါ့နော်အများကြီးတော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်တည်တော့ကျွန်တော်ပြောပြပေးလို့ရတယ် YouTube ဆိုလို့ရှိရင်ကျွန်တော်ပြစ်ထားတာကြားပြီဗျာကျွန်တော် Facebook ဘက်ကိုပဲကျွန်တော်လှည့်တာများတယ်ဒါပေမဲ့ YouTube ကလည်းတကယ်တကယ်အလုံးလုံးပဲဆိုလို့ရှိရင်တကယ်ကို standard ရှိတယ်တကယ်ကိုကောင်းတဲ့အရာတခုလို့ကျွန်တော်မြင်တယ်ဆိုတော့လူငယ်တွေအနေနဲ့ကိုတက်နိုင်တဲ့အရာပေါ့နော်ကိုတည်တော့တက်တော့ကိုရဲ့ ဆွမ်းအားရှိသလောက်ကိုဒီ YouTube မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ကျွန်တော်တို့တလန်းပြီးတော့လှုပ်စေခြင်းတယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ကျွန်တော်ဆိုလို့ရှိရင် Sport Bar ကိုသွားတယ် Sport မဟုတ်ဘဲနဲ့ကိုဝါသနာပါတဲ့အရာပါရှိမလဲပေါ့နော်။ဒီ Entertainment ပဲဖြစ်ဖြစ် Travel Blog ပဲဖြစ်ဖြစ်အဲဒီ Food Blog ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော် Content Creator တွေကတော့အများကြီးရှိပါတယ်ကိုလိုဝါသနာပါတဲ့အရာကိုစပြီးတော့လှုပ်စေခြင်းတယ်။ဆိုတော့ Facebook ကတော့လောလောဆယ်တိတ်တော့ဟို မပြေးသေးဘူးနောက်ပိုင်းဆိုလို့ရှင်ကိုယ်ကဒီ monetization ပွင့်ဖို့ဆိုတာနည်းနည်းတော့ပုံပြီးခက်လာတဲ့သဘောမှရှိတယ်။ဆိုတော့ကိုညီကိုရီစီမှာအန်ဒီယာလေးတစ်ခုရှိပြီဆိုလို့ရှင်အခုကတည်းကနေပြီးတော့စပြီးတော့လောတဲ့မီလို့ကျွန်တော်ထင်တယ်။ဆိုတော့ကိုညီဒီကိုရီအနေနဲ့ဒီကနေ့ဒီချိန်အားစပြီးတော့စလောတဲ့မီလို့ထင်တယ်။ဘာပဲပြောပြောကိုဝန္ဒနာပါတဲ့အရာကိုဖြစ်ချင်တဲ့အရာတစ်ခုကိုစပြီးတော့လေ့လာပါ။စပြီးတော့ခြေလှမ်းကြည့်ပါ။အဲဆိုတော့ YouTube monetization နဲ့ပတ်သက်ပြီးတော့ကျွန်တော်တိတ်တော့မသိဘူးတိတ်နားမလဲဘူးဒါပေမဲ့အခုခေတ်မှာကဗျာဟို အာဘယ်လိုခေါ်မလဲလေးလာတာအရန်လွယ်ပါလေ YouTube မှာပဲပြန်ပြီးလေးလာတာပဲဖြစ်ဖြစ်အခြားသင်တန်းဖွင့်တဲ့လူလည်းရှိတယ်ပေါ့နော်ဒီဘယ်လိုပဲဖြစ်ဖြစ်လေးလာတာအရန်လွယ်ကူပါလေ Facebook monetization နဲ့ပတ်သက်ပြီးတော့ဟိုတက်သီးတော့တော့ကျွန်တော်ပြောပြလို့ရတယ်ကျွန်တော်လာပြီးတော့မေးလို့ရတယ်အဲဒိုင်းရိုက်လာပြောလို့ရတယ်အဲ YouTube ကကျွန်တော်သိတော့နားမလဲဘူးဒါပေမဲ့ကိုညီကိုအနေနဲ့သိချင်တယ်ဆိုလို့ရှိရင်ဘာပဲပြောဒီ YouTube မှာပဲအဲအခုဆိုရင်ပြတော်တော်လေးကိုဟိုလေးလာစရာလေးအများကြီးရှိနေပါပြီ ဆိုတော့ကိုနည်းနည်းလေးအချိန်ပေးလိုက်တာနဲ့ဒီတော်တော်များများကတော့ဟိုရပါတယ်ပေါ့နော်ဆိုတော့ကိုဖန်ပြီးမယ်ဆိုလို့ရှိရင်ဘယ်လိုတွေလိုအပ်မလဲဘာတွေရပြီးစပြီးလောက်ရမလဲဆိုလို့ကျွန်တော်မေးလို့ရလေဆိုတော့ကိုမှာဘာတွေရှိလဲအိုင်ဒီယာရှိဖို့ပဲလိုရလို့ကျွန်တော်တင်တယ်ဆိုတော့အဲ့ဒီအိုင်ဒီယာကိုခြေခံပြီးတော့ဟိုဘယ်လိုဘာတွေလိုအပ်မလဲဆိုတော့အစီအစဉ်ချပေါ့နော်အစီအစဉ်ချပြီးတော့ဟိုအခုခေတ် mic တွေပါညာဆိုလို့ဒါကတော့အများကြီးရှိရပြကျွန်တော်ဆိုလို့ရှိရင်လေဟို ဒီနေရာဆိုတော့အဆင်မပြေဘူးဗျာတင်မဆိုင်ကဲတန်းတွေကလေးတန်းတွေနဲ့ဘန်ဝန်းကျင်အနေထားနဲ့ပါနဲ့ညာနဲ့ကျွန်တော်အဆင်မပြေဘူးဒါပေမဲ့လည်းပဲမပြေလဲပဲပြေတဲ့နေရာကနေပြီးတော့ပဲကျွန်တော်တို့စူးစမ်းအဲလိုပဲယုံထွက်နေရတာပေါ့နော်ဟိုစူးစမ်းရတာပေါ့ဆိုတော့ဘယ်နေရာပဲရောက်ရောက်ကိုကအဆင်မပြေတာတွေပြေတာတွေတိတ်ပြီးထက်ထွက်မနေနဲ့ဗျာကို့မှာရှိတဲ့အရာလေးပယ်ရာရှိမလို့ဘာနဲ့လုံးလို့ရမလဲချို့ဆိုလို့ရှင်ကွန်ပျူတာတွေရှိမှလို့ဘာတွေရှိမှလို့အဲအဲ့ဒါမျိုးတော့ရှိရပါဘောနော်ဒါပေမဲ့ဘာမှမလို့ အာကိုမဖုန်းလေးနည်းနည်းကောင်းနေဆိုရင်တော့မှကိုမဖန်တီးလို့ရတဲ့အနေအထားမှာရှိပါတယ်ဆိုတော့ဟိုနေရာဒေသတွေပဲဖြစ်ဖြစ်ဘယ်နေရာမှာဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်ဖြစ်စပြီးတော့ခြေလမ်းတင်ပါလေစပြီးတော့ခြေလမ်းပါစပြီးတော့ဖန်တီးပါအာလိုတဲ့အရာတွေကတော့အများကြီးရှိမှမထင်ပါဘူးเนาะကိုနည်းနည်းပါးပါးလိုအပ်တဲ့အရာတွေရှိမှအဓိကတော့ကို့မှာအိုင်ဒီယာရှိဖို့လိုမယ်ကိုစပြီးတော့လှုပ်ချင်တဲ့စိတ်ရှိဖို့လိုမယ်လို့ကျွန်တော်ထင်တယ်ဒါကကျွန်တော်ရဲ့နှစ်ဦးဒါ အကြံပြုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်လက်ဆောင်တစ်ခုလိုလည်းကျွန်တော်ထင်ပါတယ်ဆိုတော့ကိုညီကိုလည်းရာသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဘာပဲပဲပြောဒီနေ့ဒီချိန်အားစပြီးတော့ကိုဖြစ်ချင်တဲ့အရာလေးကိုဒီဘက်ကဒီ social ပဲဖြစ်ဖြစ်ဒီ digital income ပေါ့နော် digital ဘက်ကိုချောင်းလန့်ကြည့်ပါအလိုအပ်တဲ့အကြံဉာဏ်လေးလည်းကျွန်တော်စီကိုတောင်းလို့ရတယ်ကျွန်တော်တက်နေသလောက်ကျွန်တော်ပြောပြပေးမယ်ပေါ့နော် အာအရင်တော့ကျွန်တော်လည်းမကြွရပါဘူးဆိုတော့ကျွန်တော်တို့ဒီဘက်ကွန်နမ်ဘာကိုလည်းဖန်ပြီးရင်းနဲ့ကျွန်တော်တို့နိုင်ငံအတွက်ပြည်သူတွေအတွက်တက်နိုင်တဲ့ဘက်ကနေပြီးတော့တနင်္သာရောက်ကုညီပံ့ပိုးပေးကြရအောင်ပါလို့ပြောဆိုရင်းနဲ့ကျွန်တော်နှုတ်ခွန်းဆက်တာပါလေကျေးဇူးတင်ပါလေကျွန်တော်ကိုအားပေးတဲ့ပရိသတ်တွေအားလုံးတရားချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါလေအားလုံးပဲပေးပြန်ဝေးခွာကြပါစေခင်ဗျာ